မင်္ဂလာပါရှင်။ကိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စစ်ကောင်စီတောင်ငူကေတုမတီလေးတက်စက္ကန်းကို109မမရှော့တိုက်တုံး17လုံးဖြင့်နှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်တဲ့ဆွေတရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ငူမြို့နယ်ရှိအကျန်းဖက်စစ်တပ်ဤကေတုမတီလေးတက်စက္ကန်းကို109မမရှော့တိုက်တုံး17လုံးဖြင့်နှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Free Wari Form မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတအူကတရင်ဌာနကိုပြောကြားပါတယ်။ ဒီဇင်ဘာလ၄ရက်နေ့နဲ့အစောပိုင်း၄:၃၃မိနစ်ခန့်က K2 မတီလီတာစက္ကန့်ကိုတော်လန်ရေးတပ်ဖွဲ့များက18မမ short tight တုံး၁၂လုံးပြစ်ခတ်ခဲ့ရာလေးလုံးသာအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးအကြံဖက်စစ်ကောင်စီဘက်မှလည်းပြန်လည်ပြစ်ခတ်မှုများကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းယင်းနေ့ည၁၇:၅၅မိနစ်ခန့်တွင်လည်းအကြံဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်ပြစ်ခတ်နေသည့်ကြားမှာတော်လန်ရေးတပ်ဖွဲ့များက K2 မတီလီတာကို18မမ short tight တုံး၈လုံးထပ်မံသွားရောက်ပြစ်ခတ်ခဲ့ရာ၇လုံးသာလေးတပ်အတွင်အောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်းသိရပါသည် ထိုတောင်ငူလေးတဲ့စခန်းဌာနချုပ်သည်ကရင်ပြည်နယ်ကရင်နီရှမ်းတောင်ရှိဒေါ်လန်ရေးအင်အားစုများစစ်ရှောင်ပြည်သူလူထုကိုနှိစင်ပုံကျဲတပ်ဖြတ်နေသောလေယာဉ်များထားရှိသည့်လေးတဲ့စခန်းတစ်ခုဖြစ်သောကြောင့်ယခုကဲ့သို့တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းသိရပါသည်ရှင်းတိုက်ခိုက်မှုကို VWNE Mission 42အဖြစ်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးရှော့တိုက်တုံးများသည့်တောင်ကူလေတဲအတွင်ကြားရောက်ပေါက်ကွဲကထပ်ဆင့်ပေါက်ကွဲသံများကြားရကြောင်းနောက်ဆက်တွဲထိခိုက်ပျက်စီးမှုများကိုထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရပါသည် ဖြစ်တာက12လုံးပေါင်း12လုံးအောင်ပါတယ်ဒီတစ်ခေါက်မရှင်ကတော့တဏီတဲကိုတဏီရတဲကိုနှစ်ကြိမ်ဖြစ်ရတဲ့အတွက်အခက်ခဲနဲ့အနေရတော့အတော်များပါတယ်ဒုတိယကြိမ်မှာကမဖြစ်ခင်မှာခရေကစေကောင်စီဘက်ကလက်နက်ကြီးနဲ့ရန်ပစ်နေတာဟု February Form မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို February Form မြန်မာ BWN အဖွဲ့ဤဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Force MKCDF Anti-Coup Rebellion Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့သည် KNL တက်မဟာနှင့်တရင်ကနေပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးမရန်ကုန်းဆွေတော်မြလန်းရှိရဲစခန်းကိုရန်ကုန်ပျောက်ကြားတပ်ဖွဲ့ဘုံဖောက်ခွဲတိုက်ခိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၉ဦးသေဆုံးတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ရန်ကုန်မရန်ကုန်းမြို့နယ်ငါးရက်ကွယ်ဆွေတော်မြလန်းရှိမရန်ကုန်းမြို့မှရဲစခန်းကိုရန်ကုန် EUG အဖွဲ့ကယနေ့ဒီဇင်ဘာ၄ရက်မနက်၅နာရီတွင်ဘုံဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်ဒေဆုံးထိခိုက်မှုရှိနိုင်ကြောင်းသိရပါသည်။ အဝေးထိန်းနဲ့ပေါက်ခွဲခဲ့တာပါပေါက်ကွဲတာကစစ်ခွေးတွေရှိနေတဲ့နှင်းရံမှာပဲပေါက်သွားတာဆိုတော့ထိခိုက်သေးဆုံးမှုတိကျပေါက်ရှိနိုင်နေကျွန်တော်တို့ထပ်ရတဲ့သတင်းက9ရောက်သေးတယ်လို့သိရတဲ့ဟုရန်ကုန် EUG အဖွဲ့ဝင်ကသတင်းဌာနကိုပြောကြားပါတယ်မယံကုန်းမြို့မှာရဲစခန်းတွင်ယနေ့နေ့ကပေါက်ကွဲမှုမရှိကြောင်းရဲစခန်းမှာရဲတပ်သားတအူကသတင်းဌာနသို့ဖုံးပြဖြေကြားခဲ့ပါရယ်ပေါက်ကွဲတိုက်ခိုက်မှုကြောင်းအကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တေဆုံမှုရှိမရှိကိုသတင်းဌာနအနေဖြင့်တိကျတိပြုနိုင်ရန်စ조사စုံစမ်းလျက်ရှိပါရယ် ဆက်လက်ပြီးမင်းလက်ပံကြားဖြန့်စခန်းကိုပြန်လည်ထိန်းချုပ်ရန်အကြံဖတ်စစ်တပ်နှင့် BGA ပူးပေါင်းတပ်များအပြင်းအထန်ထိုးစစ်ဆင်နေတော့လေ KNL ပူးပေါင်းတပ်များ၏ခုခံမှုကြောင့်ရှေ့မတိုးနိုင်ပဲဖြစ်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်ရောက်ပတိမြို့တောင်ဘက်ရှိမင်းလက်ပံကြီးရွာနှင့်ဖလူဒေသတဝိုက်တွင်စစ်ကောင်စီတပ်နှင့်၎င်း၏လက်အောက်ခံ BGF နေကြားဆောင်တပ်ပူးပေါင်းအဖွဲ့များကနိုဝင်ဘာလ22ရက်နေ့မှစတင်ကအင်အားအလုံးရဲ့ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတရုတ်ကြားဖြတ်ရုံကိုသိမ်းပိုက်ရရှိပြီးနောက်စစ်ကောင်စီတပ်ဖွဲ့များ၏ထိုးစစ်သည်ပုံမပြင်းထန်လာခဲ့ပြီးတရုတ်ကြားဖြတ် online ဝင်လင်ခိုင်းစခန်းတစ်ခုကိုပြန်လည်ရယူရန်ရည်ရွယ်ချက်ဖြင့်ပြုလုပ်နေခြင်းဖြစ်ပြီးတိုက်ပွဲများမှာနေစဉ်နဲ့အများပြင်းထန်လျက်ရှိပါသည်။မင်းလက်ပံဒေတာရှိအဆိုပါကြားဖြတ်လုပ်ငန်းခွင်ရှနာပတ်တီရခိုင်ကလေးကစစ်ကောင်စီနှင့်နှီးဆက်သော DGPA တပ်ဖွဲ့၏ကောက်ွယ်မှုအောက်တွင်လေပတ်နေခဲ့သည့်နေရာတစ်ခုဖြစ်ပါသည်။ KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတရုတ်ကြားဖြတ်ရုံကိုတင်ပတ်ရရှိမှုဖြစ်စဉ်အပြီးတွင်စစ်ကောင်စီဘက်မှပုံမှန်မဟုတ်သောတုံ့ပြန်မှုများချက်ချင်းပေါ်ပေါက်လာခဲ့ပါတယ်။စေရေးလိလသူများနှင့်ဒေသခံတရင်ရင်းမြစ်များ၏တုံ့သက်ချက်အရအဆိုပါကြားဖြတ်စက္ကန့်တွင်စစ်ကောင်စီနှင့် DKPA BGF ထိပ်ပိုင်းကောင်ဆောင်များပါဝင်ပတ်သက်နေသည့်အထောက်အထားများငွေကြေးစီစဉ်မှုမှတ်တမ်းများနှင့်အရေးကြီးသည့်နိုင်ငံခြားသော Human Resource များရှိနေနိုင်ကြောင်းသိရပါတယ်။ ထို့ကြောင့် PNL လက်ထဲသို့အချက်လက်များအပြည့်အဝရောက်ရှိသွားမည်ကိုဆိုရင်ပြီးတက်တီအထောက်ထားများကိုဖြောက်ဖျက်ရန်သို့မဟုတ်စခန်းကိုပြန်လည်စီးနှင်ရန်လူအင်အားလက်နက်အင်အားအများအပြားသုံးစွဲလာခြင်းဖြစ်သည်ဟုယူဆရပါသည်စစ်ကောင်စီတက်တီမင်းလက်ပံရွာသို့ပြန်လည်ဝင်ရောက်နိုင်ရေးအတွက်မြေပြင်စစ်ကြောင်းများသာမကလေကြောင်းပစ်ကူများကိုပါအလွန်အကျုံသုံးစွဲလျက်ရှိပါသည်ပိုင်းတွဲလျင်များဖြင့်ဖုံးကျဲခြင်းတိုက်ခိုက်ရေးထုံများစွာအသုံးပြု၍ဘုံတိချခြင်းနှင့်ဟာဝစ်စာအမြောက်များဖြင့်နှင်းညမပြတ်ပြစ်ခတ်ခြင်းတို့ကိုပြုလုပ်နေကြပါသည် သူတို့ဘက်ကအသေးအံပဲလူအသေးခံပြီးတက်လာတယ်လေရင်နဲ့လေးလာပြစ်တယ်ရွာတွေကကြားဖြတ်ယုံကိုပြန်လိုချင်တဲ့ပုံစံလိုမျိုးပဲပုံမှန်မဟုတ်ပဲတိတာလုံးနေတယ်ဟုရှေတန်းရောက်တော်လန်ရေးရဲဘော်တအူးကပြောကြားပါတယ်စစ်ကောင်စီနဲ့ BGF တို့ဘက်မှလက်နက်ကြီးပစ်ကိုလေကြောင်းပစ်ကိုများဖြင့်နေစဉ်ရက်ဆက်ထိုးစစ်ဆင်နေတော့လေ KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များဤငမြေကျွမ်းကျင်မှုနဲ့စနစ်ကျသောခုခံတိုက်ခိုက်မှုများကြောင့်ယနေ့အချိန်အထိမင်းလက်ပံရွာအတွင်းသို့စစ်ကောင်စီတပ်များခြေချနိုင်ခြင်းမရှိသေးပေ ထိုးစစ်ဆင်လာသောစစ်ကြောင်းများသည်လက်ခုလက်တွင်ပင်ဖြတ်တောက်တိုက်ခိုက်ခံရမှုများကြောင့်အထင်အားနေပြီးရှေးမတိုးနိုင်ပေတနေရာတဲတွင်တောင်းတင်နေသည့်အနေအထားဖြစ်နေပါသည်။ဒေါ်လာရေးပူပေါင်းတက်ဖွဲ့များဘက်မှလည်းအဆိုပါကြာဖြတ်စက္ကန်းမှရရှိထားသောအချက်လက်များကိုနိုင်ငံတကာသို့ချပြရန်ထိမ့်သိမ်းထားပြီးနေမြေဆိုးမှုရေးအသာစီးကိုလက်လွတ်မခံပေပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်လျက်ရှိပါသည်။ စေကောင်စီဤမင်းလက်ပံထိုးစစ်တိုက်ပွဲသည်ရိုးရိုးစစ်ရေးပြစ်မှတ်တစ်ခုကိုတိုက်ခိုက်ခြင်းထက်ကြားဖြန့်စည်းပွားရေးနှင့်ဆက်နွယ်နေသောအကျိုးစည်းပွားကောက်ွယ်ရေးစစ်ပွဲတစ်ခုအတွင်ဆောင်နေပါသည်နိုင်ငံတကာကအလိုရှိနေသောရာဇဝတ်ကိုင်းများနှင့်ဆက်နွယ်နေသည့်ထိုးနေရာကိုစေကောင်စီကအသေးအတန်ပြန်လည်ရယူလိုခြင်းက၎င်းတို့နှင့်ပါဝင်ပတ်သက်မှုကိုမိမောင်းထိုးပြနေတကယ်သို့ရှိနေပါသည်တိုက်ပွဲများဆက်လက်ပြင်းထန်ပွဲရှိပြီးဒေသခံပြည်သူများအနေဖြင့်စစ်ရေးသတိပြုကြရက်နှင့်ဘေးလွတ်ရာသို့တိမ်းရှောင်ကြရန်သတိပေးချက်များလည်းထွက်ပေါ်လျက်ရှိပါသည် ဆက်လက်ပြီးမြိုင်နှင့်ပခုတ်ကူမြို့နယ်အဆက်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားများထိခိုက်ဒေဆုံးမှုများပြပြီးတအူးအရှင်ဖမ်းမိကခေရန်တချို့သိမ်းဆည်းရရှိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်မကွေးတိုင်းမြိုင်မျိုးနယ်နဲ့ပခုတ်ကူမျိုးနယ်အဆက်တွင်အချမ်းဖတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုများပြပြီးတအူးအရှင်ဖမ်းမိကခေရန်အချို့တင်းစီရရှိခဲ့ကြောင်း Acquit People Different Form တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ် ဒီဇင်ဘာလ၂ရက်နေ့တွင်မြိုင်မျိုးနယ်နှင့်ပခုတ်ကူမျိုးနယ်အဆက်ကိုစစ်ကြောင်းထုတ်လာသောတပ်မ69မှအကြမ်းဖက်စစ်သားများနှင့်ဖြူစော်ထီများပူးပေါင်းထားသောအင်အားတရာခန့်ပါစစ်ကြောင်းကိုတော်လိုင်းရဲတပ်ဖွဲ့များကလမ်းပိုင်းတနေရာတွင်ဂျားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်မှထိခိုက်ဒေဆုံးမှုများပြားပြီးထိခိုက်ဒဏ်ရာရရှိထားသောစစ်သားတအုပ်ကိုအရှင်ဖမ်းမိကလက်နက်ကြီးကြီးတချို့နှင့်ခရက်တချို့ကိုလည်းသိမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်။မြိုင်နယ်နှင့်ပခုတ်ကူနယ်ကိုအခုစစ်ကြောင်းထိုးနေတဲ့တပ်မ69စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်တာပါ စစ်ကြောင်းကမပြီးသေးဘူးထိခိုက်သေးဆုံးမှုကတော့များတယ်တခြားတော့မသိရသေးဘူးတယောက်အရှင်မိတယ်လက်နက်ခရမ်းတွေကအဲ့ဒီဖမ်းမိတဲ့သူရဲ့အနီးကရတာပါဟု acquit people different form မှာတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကို acquit people different form ပခုတ်ကူခရိုင် local တယင်းတင် PTLV MGYPDF ကမအန်တာဂရောင်းဖုန်းကမတပ်ပေါင်းစုနဲ့မြိုင်ပကဖားတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဝင်များအထူးကံရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ဘခုတ်ကူမျိုးနယ်နဲ့မြိုင်မျိုးနယ်အတွင်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလှုပ်ရှားနေသည့်အပြင်လေကြောင်းမှလည်းပြည်သူလူထုကိုပြစ်မှတ်ထားပုံကျဲတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများအနေဖြင့်စည်ရေးတရီနှင့်လေကြောင်းမြန်ကိုလည်းတရီရှိရှိနေထိုင်ပေးချပါရန်အောက်ွေ people different ဖို့ကတိုက်တွန်းထားပါတယ်။ ဆက်လက်ပြီးစာလင်ကြီးမြို့ပေါ်မြို့မရဲစခန်းမှာထွက်လာသောစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားစစ်ဦးတေဆုံးပြီးအလောင်းထလောင်းသိမ်းဆည်းရရှိတယ်ဆိုတဲ့တင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းစာလင်ကြီးမြို့ပေါ်မြို့မရဲစခန်းမှာထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သားဆယ်ဦးသေဆုံးပြီးအလောင်းတလောင်းသိမ်းဆည်းရရှိခဲ့ကြောင်းတောင်းတမန်ကြီးဆက်ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ30ရက်နေ့ည7:00နာရီခန့်တွင်စာလင်ကြီးမြို့ပေါ်မြို့မရဲစခန်းမှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကရေခါရွာအနီးတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်သား၁၀ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါသည်။စာလင်ကြီးမြို့ပေါ်မြို့မရဲစခန်းကနေထွက်လာပြီးဝမ်ပေါင်ကုမ္ပဏီတဲကိုပြန်ဝင်တဲ့စစ်ခွေးစစ်ကြောင်းကိုကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးအလောင်းတလောင်းရတယ်ဒီခိုက်တံရရတာများတယ်လက်နက်တွေတော့ဆွဲသွားတယ်စစ်ခွေးအင်အားကတော့ခံမှန်းကြီးတရာကျော်လို့ပဲတီးရတယ်စစ်ခွေးစစ်ကြောင်းကဝမ်ပန်းကိုမဝင်နိုင်တော့ပဲစားလင်းကြီးမျိုးဘက်ကိုပြန်ဆုတ်သွားတယ်လို့တီးရတယ်စစ်ခွေးတေတာ၁၀ကောင်လောက်တေးပါတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုထောင်းထမန်ကြီးဆက်ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကရင်းမာပင်ခရိုင်တရင်ဆက်ချောင်းရင်းမာပင်ခရိုင်စစ်ကြောင်းနှင့်တပ်ပေါင်းစုညီနောင်မဟာမိတ်များကဘူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်